င်ဖြစ်သောတကားကြီးဥဖုံးပိုင်ဥမွေနေမွေရကုသိုလ်ဆက်အသက်ရှိနိုင်ပါစေသက်ရှိချမ်းမာစိတ်ချမ်းသာလောရာဆန္ဒတွေလည်းတလုံးတဝကြီးပြည့်စုံကြပါစေကုသိုလ်ကံဖြစ်ကံတွေဆင်းကံတွေလည်းမြင့်နိုင်ပါစေကုသိုလ်ကံကြောင့်ကံသိလောင်ကံတွေလည်းကောင်းနိုင်ကြပါစေစိတ်ချမ်းသာလောက်အတိတ်ထံပေါင်း ပြည်မြောင်အောင်မြင်နိုင်ပါစေလို့ဒါမွေးနေ့စဉ်ကိုဦးဇင်းတို့ဆရာတော်တန်ဃာတော်များကဆုပောင်းပြီးတော့ဆုတောင်းပေးနေခြင်းဖြစ်ပါဒီနေ့တကကြီးဥပုံပိုင်ဦးရဲ့တပည့်သက်ကြောင့်မွေးနေ့အလိုတော်ကိုအကြောင်းပြုပြီးတော့ကုသိုလ်ကောင်းမှုပြုလုပ်တဲ့ပွဲမှာဦးဇင်းတို့10မိနစ်လောက်တန်ဖိုးရှိသောဘဝဆိုတဲ့ခေါင်းစဉ်နဲ့တရားစကားအနေငယ်နာယူချင်ရအောင်ဒီနေ့ဥပုံပိုင်ဦးရဲ့ တပည့်ကြကြောင့်မွေးနေ့အလိုတော်ကိုအကြောင်းပြုပြီးတော့ဒါနာကုသိုလ်ကောင်းမှုတွေပြုတယ်တိလာတွေစောင့်တည်တယ်ပရိတ်တရားတွေကိုနာယူတယ်တရားဒေသနာတော်ကိုနာယူတယ်ကုသိုလ်ကောင်းမှုတွေများစွာပြုကြတာပေါ့တန်ဖိုးရှိသောဘဝဆိုတာယနေ့ဥဇဏောသူတော်ကောင်းတို့ရရှိနေတဲ့ဘဝလူဘဝပေါ့အဲ့ဒီလူဘဝတွေအလွန်တရာတန်ဖိုးရှိတယ်။ဘာကြောင့်တန်ဖိုးရှိတာလဲဆိုတော့ တန်ဖိုးရှိတဲ့ကုသိုလ်ကောင်းမှုတွေပြုခွင့်ရလို့ယနေ့မွေးနေ့ကိုအကြောင်းပြုပြီးတော့ဒါနပြုတဲ့သီလဆောက်တည်တဲ့သမထဝိပဿနာတရားတွေပွားများအားထုတ်တဲ့ဖျားရှိခိုးတဲ့ပရိစိတ်တဲ့တရားထိုင်နေစသည်ဖြစ်ပေါ့အချမ်းနေနဲ့ဆိုင်ရင်မိမိမွေးနေ့ကို ရောက်လာပြီးဆိုရင်ကုသိုလ်ကောင်းမှုတွေပြုခွင့်ရတာအဲ့ဒါတန်ဖိုးရှိတာပဲတန်ဖိုးရှိတဲ့ဘဝကိုရနိုင်တာပဲ။ အခြားလူသားများနဲ့စာရင်ဦးဇနုဗုဒ္ဓဘာသာပြရတာအလွန်ကံကောင်းတယ်။ဘာကြောင့်လဲဆိုတော့ဗုဒ္ဓမြတ်ဖရာကကောင်းတာလုပ်ရင်ကောင်းတဲ့ကျိုးတရားခံစားရမယ်မကောင်းတာလုပ်ရင်မကောင်းတဲ့ကျိုးတရားခံစားရမယ်မိမိရဲ့ကံကသာလေမိမိရဲ့ဘဝကို ပြတ်ထန်းတယ်ဆိုတဲ့ဒေသနာတော်တွေကို ဟောကြားတဲ့အတွေ့အကြောင်းဦးဇနုကမိမိကလွယ်၍အခြားပုဂ္ဂိုလ်ကို အာကိုလို့မရဘူးမိမိကိုယ်တိုင်ပြုတဲ့ ုသိုလ်ကောင်းမှုကိုယ်တိုင်အားကိုးရမယ်ဆိုတဲ့ဗုဒ္ဓမြတ်ဖရာရဲ့ဒေသနာတော်ကို나ယူရတဲ့အတွက်ကြောင့်မိမိဘဝချမ်းသာဖို့တန်ត្រာမှာချမ်းသာဖို့နောက်ဆုံးနိဗ္ဗာန်ချမ်းအံအောင်ချမ်းသာဖို့အတွက်ကုသိုလ်ကောင်းမှုတွေပြုခွင့်ရနေခြင်းဖြစ်ပါအဲ့ဒီကုသိုလ်ကောင်းမှုတွေပြုခွင့်ရနေခြင်းဟာလည်းပဲတန်ဖိုးရှိတဲ့ဘဝကိုရနေခြင်းဖြစ်ပါရနေခြင်းကြောင့်ဖြစ်ပါတယ် အဲ့ဒီတန်ဖိုးရှိတဲ့ဘဝကိုရာနေတဲ့အတွက်ကြောင့်ကံကံရဲ့ကြိုတရားကိုလည်းနားနားလည်တဲ့ယုံကြည်တဲ့အခြားဘာသာဝင်များကြတော့မွေနေကိုယ်တော်ကောင်းမှုဆိုရင်ဒီလိုမျိုးဒါနသီလဘာဝနာတွေပြုတာမဟုတ်ဘူးတငယ်ချင်းတွေစုပေါင်းပြီးတော့အယက်သေးစားတွေတောင်းစား happy birthday ဆိုပြီးတော့စုတွေတောင်းကြစဉ်းစားချေးလိုက် ကျွန်တော်ဗုဒ္ဓရဲ့အယူဝါဒအယူအဆနဲ့စဉ်းစားကြည့်လိုက်ဗုဒ္ဓကကောင်းတာလုပ်ရင်ကောင်းတဲ့အကျိုးတရားခံစားရမယ်မကောင်းတာလုပ်ရင်မကောင်းတဲ့အကျိုးတရားခံစားရမယ်အကြောင်းနဲ့အကျိုးဆက်ဆက်နေတာပေါ့ကောင်းတဲ့အကြောင်းတရားဆိုရင်ကောင်းတဲ့အကျိုးတရားခံစားရမှာပေါ့မကောင်းတဲ့အကြောင်းတရားဆိုရင်မကောင်းတဲ့အကျိုးတရားခံစားရမှာပေါ့ဥမာဆိုပါစို့အယက်သေးစာတောက်စားပြီးတော့ Happy birthday ပျော်ရှင်စရာမွေးနေ့ဖြစ်ပါစေလို့ဆုတောင်းတယ်။အဲ့ဒီဆုတောင်းတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းကအယက်မူးနေကြတယ်အယက်တောက်စားနေကြကုသိုလ်လုပ်နေတဲ့ပုဂ္ဂိုလ်တွေမဟုတ်ဘူး။အဲ့ဒီကုသိုလ်လုပ်နေတဲ့ပုဂ္ဂိုလ်တွေမဟုတ်တဲ့ပုဂ္ဂိုလ်များရဲ့ဆုတောင်းမှုသည်ပြည်သလားမပြည့်ဘူးသားဆိုတာဥစ္စနညာနဲ့ရှင်ရှင်ဖို့အရေးကြီးတဲ့အရေးကြီးတာပေါ့။ဒီနေ့တကကြီးဥပုံပိုင်ဥယျာဉ်မွေးနေ့ကိုကြတော့အဲ့လိုမဟုတ်ဘူး။ လောကမှာအမျက်ဆုံးဖြစ်တဲ့ဖရာတရားတန်ခါဒီတက္ကသိုလ်မှာတရင်သောနာမူတဲ့တန်ခါတော်အရှင်သူမြတ်ဒီကိုရည်စိုးရည်မှန်းပြီးတော့တန်ခါဂုံကိုအာယုံပြုတ်ပြီးတော့ကုသိုလ်ကောင်းမှုတွေပြုလုပ်တယ်ဒီမွေးနေ့ကုသိုလ်ကောင်းမှုသည်အကြောင်းကကောင်းနေတာအကြောင်းကောင်းနေဆိုတာ အလူကံပုဂ္ဂိုလ်တွေကဖရာတရားတန်ခါယတနာသုံးပါးကိုစွန့်ကြဲပေးကံလှူဒန်းတဲ့ကုသိုလ်ကောင်းမှုကိုပြုတဲ့အတွက်ကြောင့် အကြောင်းကောင်းရင်အကျိုးလည်းအကျိုးလည်းကောင်းနေမှာသိကြတယ်။ဒါကြောင့်မို့ဦးဇနောဘုရားဘာသာဝင်များဆိုရင်မွေနေကိုရောက်တိုင်းရောက်တိုင်းဖျားသွားကြတယ်။အကြောင်းနေသွားကြတယ်အလှဒါနတွေပြုကြတယ်ကုသိုလ်စွမ်းအားတွေတိုးပွားအောင်ကြိုးစားကြတယ်ဆိုတာအဲ့ဒီရွယ်ချက်ပဲ။အဲ့ဒီရွယ်ချက်နဲ့ပြီးဆုံးဖို့အတွက်ဘာကြောင့်လဲဆိုရင်ဦးဇနောဘဝတွေကတန်ဖိုးရှိနေတော့တန်ဖိုးရှိတဲ့ဘဝကိုရနိုင်လို့ တန်ဖိုးရှိတဲ့ဘဝကိုရနေတဲ့အတွက်ကြောင့်ဒီတန်ဖိုးရှိတဲ့ကိုယ်တော်လုပ်ငန်းတွေပြုလုပ်အားထုတ်ခွင့်ရပါဥစဉ်တို့တန်တရာမှာကျင်လည်ခဲ့ရတဲ့ဘဝတွေအများကြီးဥစဉ်တို့ကြုံခဲ့ရပြီတတိဆန်ဒီလည်းဖြစ်ခဲ့ရပြီပြိတ္တာလည်းဖြစ်ခဲ့ရပြီအတူတကယ်ဘုံမှာလည်းဖြစ်ခဲ့ရပြီငရဲဘုံမှာလည်းဖြစ်ခဲ့ရပြီလူပြည်နတ်ပြည်နတ်တွေလည်းဖြစ်ခဲ့ပြီမြမလည်းဖြစ်ခဲ့တာပဲ ဥစဉ်တော်ပုရုษင်ပုဂ္ဂိုလ်တွေမဖြစ်ခဲ့တဲ့နေရာဆိုတာနိဗ္ဗာန်ဘုံပဲနိဗ္ဗာန်ကလွယ်ယူကျန်တဲ့ဘုံဒီမှာဥစဉ်တော်ဖြစ်ခဲ့တာပဲကောင်းတဲ့ဘုံမှာလဲစံစားရတယ်မကောင်းတဲ့ဘုံဒီမှာလဲခံစားရအဲ့လိုတန်တရာတလျှောက်မှမျောနေရတဲ့ပုဂ္ဂိုလ်ဖြစ်သည်အာလျော်စွာယနေ့တော်ဖြစ်အလွန်တရာတန်ဖိုးရှိသောဘဝတွေကိုရနေကြတာဘာကြောင့်လဲဖယားရှင်ကိုတော်မြတ်ကြီးသာသနာတော်ပွင့်ထွန်းပေါ်ပေါက်ရာခေတ်ကာလ ကောင်းကြီးမှလူလာဖြစ်ရတဲ့အတွက်ကြောင့်တကယ်လို့သာသနာ့ဘမှာလူသွားဖြစ်မယ်ဆိုရင်လည်းဥစဉ်တို့ဒါနပြုဖို့မှလည်းဒါနပြုခြင်းစိတ်လည်းရှိမှာမဟုတ်ဘူးသီလပြုခြင်းစိတ်လည်းသီလစောင့်ကြည့်ခြင်းစိတ်လည်းရှိမှာမဟုတ်ဘူးဘာဝနာတရားကိုပွားများအားထုတ်ဖို့ဆိုတာလည်းဝေလာဝေးဖို့ဘုရားသာသနာတော်မကာလမှာဆိုရင်ဝိပဿနာတရားဆိုတာမရှိဘူးဘုရားသာသနာတော်ကြီးနဲ့ဂျုံတွေးမှသာလေဒီဝိပဿနာတရားကိုပွားများအားထုတ်ခွင့်ရဘလောက်ကံကောင်းသလဲ တန်ဖိုးရှိတဲ့ဘဝပေါ်အဲ့ဒီတန်ဖိုးရှိတဲ့ဘဝကိုရနေတဲ့အခိုင်ဦးဇနောသူတော်ကောင်းတို့ကဘာလို့ရမှာလဲဆိုတော့တန်ဖိုးရှိသော အလုပ်တွေတန်ဖိုးရှိသောစကားတွေတန်ဖိုးရှိသောအကျံစီတွေကို များများကျံစီဖို့အရေးကြီးတယ်ကိုဘဝတတန်ကမကြခင်တရားမှာဦးဇနောရဲ့ဘဝတတန်အများဆုံးရှိအသက်တရားပေါ်အသက်တရားသိသွားရင်အသက်တရားပြည့်ရင်သိကြရမှာပဲ။ ဒီအသက်တရားတွင်မှာဦးဇင်းတို့ဘဝဒီဏိကုံချုပ်သွားမှာဖြစ်တယ်။အဲ့ဒီဘဝဏိကုံချုပ်သွားရင်ဒီဘဝကနောက်ဘဝဘယ်ရောက်ဘယ်ကိုရောက်မလဲဆိုတာဦးဇင်းတို့ဘဒုမှာပုံဒီကကြသတ်မှတ်လို့မရောက်။ဒါကြောင့်မို့နောက်ဘဝတန်တရာကြီးကရှိနေတယ်။နိဗ္ဗာန်ကိုမရောက်မချင်းတန်တရာခကြီးကိုဦးဇင်းတို့ကရှောက်လန်းရအောင်မှာဆိုတော့ဒီဘဝချမ်းသာဖို့တင် မကဘူး။ တန်တရာမှာချမ်းသာဖို့လုပ်ငန်းတွေလည်းပဲဦးဇင်းတို့စ조사ပြီးတော့ပြုရမှာဖြစ်ပါဒါသာသနာတော်ကြီးနဲ့ကြုံတွေ့ရတဲ့ဘဝတန်ဖိုးရှိတဲ့ဘဝကိုရည်နေခြင်းကြောင့်ပိစုပန်ဘဝကိုတန်တရာဘဝကိုချမ်းသာမဲ့နီလန်ချမ်းသာမဲ့စီကံချမ်းသာမဲ့လုပ်ငန်းတွေကို조사အားထုတ်ကြရင်ဦးဇင်းတို့တော်ကောင်းများ ယခုဘဝအတွက်လည်းချမ်းသာမင်းတန်တရာအတွက်လည်းချမ်းသာမင်း နောက်ဆုံးနိဗ္ဗာန်ချမ်းသာတိုင်အောင်ဤကံမောချာခံစားရမှာဖြစ်ပါတခြားမဟုတ်ဥစ္စနဘုရားဘာသာဝင်များတဆွမ်းတ၍တဏ္ဏယင်နေတိုင်းနေတိုင်းကုသိုလ်ကောင်းမှုတွေစူးစမ်းပြုရမယ်မိမိတို့ရဲ့ကာယကံဝစီကံမနောကံတွေကိုကုသိုလ်ကောင်းမှုမှာပြုလုပ်နိုင်အောင် မြင့်တင်ပေးရမယ် ြောတဲ့စကားတွေလည်းကုသိုလ်ရမယ့်စကားကို ပြောမယ်လှုပ်တဲ့အလုံးမှလည်းကုသိုလ်ရမယ့်အလုပ်တွေကိုလုပ်မယ်အချိန်တိုင်းအချိန်တိုင်းဘဝကို ကုသိုလ်နဲ့အလှဆင်နေရင်အဲ့ဒီပုဂ္ဂိုလ်များရဲ့ဘဝယခုပိဿုပံဘဝမှလည်းနှာနေမှာပဲတန်တရာမှလည်းနှာနေမှာပဲနောက်ဆုံးနိဗ္ဗာန်ချမ်းသာတိုင်အောင်ကြည်မာသောအကျိုးတရားတွေကိုအေကံမုတ်ချခံစားနိုင်တယ်ဆိုတဲ့ ဗုဒ္ဓမြတ်ဖရာဟောကြားတော်မူတဲ့ဒေသနာတော်ကို나ယူချင်းညို့ပြီးတော့ယနေ့တကားကြီးဥပုံပိုင်ဦးရဲ့မွေးနေ့ကိုအကြောင်းပြုပြီးတော့မိမိတို့ရဲ့ဘဝကိုကုသိုလ်ကောင်းမှုနဲ့အလှဆင်နေကြခြင်းဖြစ်ပါတယ်။ဒါနာကုသိုလ်၊သီလကုသိုလ်၊တမထဝိပဿနာကုသိုလ်၊မွေးနေ့ကုသိုလ်ကိုအကြောင်းပြုပြီးတော့ဘုရားတရားသံဃာယန္နာသုံးပါးကိုထူးထူးခြားခြားဥဥဖြားဖြားပူဇော်ရတဲ့ဒီကုသိုလ်ကောင်းမှုသည်မွေးနေ့ရှင်နေ့တကား အလုံးသောမိသားစုများဓမ္မမိတ်ဆွေများအလုံးယခုဘဝမှာလည်းလှပတင်တဲ့တန်တရာမှာလည်းလှပတင်တဲ့နောက်ဆုံးနိဗ္ဗာန်ချမ်းသာတိုင်အောင်ဧကံမုတ်ချခံစားဆန်းစားနိုင်သော သူတော်ကောင်းပုဂ္ဂိုလ်များအသည်သည်ဖြစ်ကြပါစေကုန်သတည်းသာဓုသာဓုသာဓုပါဗျာ မိမိတို့မွေးနေ့ကိုအကြောင်းပြုပြီးတော့ပြည်ပြည်သမ ्या ကုသိုလ်ကောင်းမှုတွေကိုမိမိတို့နဲ့ထပ်တူအခြားသောပုဂ္ဂိုလ်များအရကြပါစီဆိုပြီးတော့အမြဝေဆုတောင်းကြရအောင်အာလုံးလိုက်ဆိုလိုက်ပါအရှင်မြတ်တို့ဖရာတပြည်တော်များသည်တန်ဖိုးရှိသောဘဝကို ရနေသည့်အခိုက်တန်ဖိုးရှိသော လုပ်ငန်းများကို ပြုလုပ်လိုပါသဖြင့်တကားကြီးဥဖုံးပိုင်ဦးဤတက်ပြီးတကြောမွေးနေ့အလှူတော်ကိုအကြောင်းပြု၍လောကမှာအမျက်ဆုံးဖြစ်သောဖယားတရားတန်ခါအားဖြင့်ယတနာ၃ပါးကိုပူဇော်သောအဖြစ် ဒါနာကုသိုလ်သီလကုသိုလ်သမထဝိပဿနာကုသိုလ်ဤကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်အားထုတ်ကြပါ၏မွေးနေ့မင်္ဂလာအကြောင်းပြု၍ပြုလုပ်အားထုတ်ရသောတန်ဖိုးရှိသောကုသိုလ်ကံစွမ်းအားကြောင့်တပည့်တော်တို့ အလိုရှိအပ်သောဘဝတံပတ္တိဘဝအစဉ်အတန်းမြင့်တထမြင်ခြင်းဘောဂတံပတ္တိစီစိန်ဥစ္စာယတနာရွှေငွေတဏိတချာတိုးပွားပြည့်စုံခြင်းအာရောကြတံပတ္တိအနာယောဂာ ကင်းစင်กว่า၍ဘဝခန္ဓာจัญจันมามาฉันฉันตาตาရွယ်ဆောင်နိုင်ခြင်းนิพพานตัมปัตติโอนาติยิဒုက္ခဘိရောဤငြိမ်းဤရာအမှန်မြတ်နိဗ္ဗာန်သို့ရောက်နိုင်ရနိုင်ခြင်း အစရှိသောအကျိုးတရားတို့တဏိတချာတိုးပွားပြည့်စုံရာပြည့်စုံကြောင်းအာကောင်သောအထောက်အပံ့ဖြစ်ပါစေယနေ့ယခုဖရာတပည့်တော်ဤမွေးနေ့မင်္ဂလာအကြောင်းပြု၍ ပြုပြုသမြကုသိုလ်ကောင်းမှုအဖို့ပါကားတို့ကိုယခုဘဝရှိရှိဘဝတောဆကြသောမိဘဘိုးဘွားဆရာသမားတို့အားအစထား၍ရည်မြည်တနေပြည့်ရှင်မင်းငရဲတနေ ယမမင်းနတ်တော်တနေတကြာမင်းကိုဆောင်နဲ့ဣတက္ကသောဆောင်နဲ့ကပါအေးစီတီတော်ဆောင်နဲ့ကပါအေးကုံးမြေဆောင်နဲ့အိမ်ဆောင်နဲ့မြို့ဆောင်နဲ့နိုင်ငံဆောင်နဲ့ကပါဆောင်နဲ့ ာသနာတော်ဆောင်တဲ့အပါအဝင်32ဘုံကျင်းလေကုန်သောဝိနည်းဒုခိတာဒုခိတာတတဝါအပေါင်းတို့အားအမြအမြပေးဝေပါ၏အာလုံးသောလူနာမြမ္မာ တတဝအနန္တမန္တမြတ်တို့သည်ဖရာတပြည်တော်တို့နှင့်ညီတို့ညီမြထတ်တို့ထမ်းမြအမြရာ၍ကိုစိတ်နှဖြာကျမ်းမာကြသည်ကိုစိတ်နှဖြာချမ်းသာကြသည် ကိုစိတ်နှဖြာဝမ်းသာကြသည်ဖြည့်ကြပါစေတော်အမြဝေရအောင်အာလုံးကြာကြာမြအမြအမြအမြယူတော်မူကြပါကုန်လောတာတုတာတုတာတု အာလုံးကြာကြာသမျာအမြာအမြာအမြာယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုအာလုံးကြာကြာသမျာအမြာအမြာအမြာယူတော်မူကြပါကုန်သောသာဓုသာဓု ตาจุปปะยา